အိမ်တဲ့အိမ်မှာရှိတဲ့အိမ်တော်ဦးစီးနဲ့ကက်ကင်းကြတဲ့အပင်တပင်ကိုကိုယ့်အိမ်ရှိမှာစိုက်လိုက်မိတယ်ဆိုရင်ဘာရမို့ပဲကိုယ့်အိမ်မှာစီးပွားလာလာပါတွေရှင်လာမယ်ရှာလို့ဖွေးလို့ကောင်းလာမယ်ငွေတွေဝင်လာမယ်ပျော်ရွှင်စရာမိသားစုကဘာလေးဖြစ်လာမယ်ဆိုရင်လူချင်းမင်းတို့မလိုချင်ဘူးလားခင်ဗျာ လိုချင်မှာပါလူဆိုတဲ့အမျိုးကလက်သားရာကိုကြိုက်တာပဲလေကျွန်တော်လည်းလိုချင်ခဲ့တာပါပဲကျွန်တော်လက်တွေ့ပါအရန်ခတ်ခဲနေတဲ့အချိန်မှာကျွန်တော်အဘဖះပြောတဲ့အတိုင်းကျွန်တော်ရဲ့အိမ်ရှိမှာကျွန်တော်အပင်လေးတစ်ပင်ဆိုက်လိုက်တယ်အဲ့ဒီအပင်လေးဆိုက်လိုက်တဲ့နေ့ကစပြီးကျွန်တော်လေးအလိုလိုနေအဆင်ပြေမှုတွေအများကြီးရလာတယ်လက်လာပါလေရှင်လာတယ်မိစေကောင်းတွေတွေ့လာတယ်ရူးစားဆုံးတချို့ YouTube နဲ့ပတ်သက်ပြီးတော့လူ subscriber တထောင်ပြည့်ဖို့နှစ်နဲ့ချီကြိုးစားရတဲ့နေရာမှာကျွန်တော်တလတစ်ပတ်တည်းနဲ့ကျွန်တော်ပြည့်သွားတယ်တလတော့တက်မှာ subscriber တွေအများကြီးတက်လာတယ်ဟိုဒါဟို ကြွားတာမျိုးမပေါ့ကြုံကြိုက်လို့ပြောတဲ့သဘောပါကျွန်တော်ပြောတဲ့အတိပယ်ကအဘရူရဲ့စောင်းရှောက်မှုနဲ့ကက်ကင်းကြတဲ့အပင်တပင်ကိုကိုယ်အိမ်ရှင်မှာဆိုက်လိုက်မိပြီဆိုရင်ကိုယ်အိမ်ကိုယဒနာပုံကြီးဆိုက်ရောက်လာတယ်လို့ပဲနေချင်းညချင်းကြီးပွားသွားတယ်ကိုယ့်ရဲ့အတိတ်ကံတွေနိုးကြွလာတယ်ဒီတော့ကျွန်တော်အခုပြောမယ့်ဗီဒီယိုဖိုင်ကကိုယ့်အိမ်မှာရှိနေတဲ့ကိုယ့်ရဲ့မိသားစုဝင်တွေအတွက် ကတ်ကင်းကြပစ္စည်းပါဖြစ်စေမဲ့အပင်ကဘာပင်နေစိုက်တဲ့နေဆိုတာပြောချင်တာပါကျွန်တော်အခုပြောမဲ့ဂါထာလေးကိုကျွန်တော်အခုပြောမဲ့ဒီကတ်ကင်းကြတဲ့အပင်လေးကိုနားမထောင်ခင်ဒီကတ်ကင်းကြတဲ့အပင်လေးကိုစိုက်တဲ့နေရာမှာအာယုံပြုတ်တဲ့ဂါထာတစ်ခုကိုကျွန်တော်ဥစွာပြောပါမယ်အ အဲ့ဒါကတော့ဘာဂါထာလဲဆိုလို့ရှင်ရကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာတော်ပါအခုကျွန်တော်ဗီဒီယိုဖိုင်လေးကိုနားထောင်တဲ့နေရာမှာနားထောင်ပြီးသွားလို့အဲ့ဒီအပင်ကိုစိုက်တော့မယ်ဆိုရင်အရှိမနေထွက်တဲ့အရှိအရက်ကိုမျက်နှာမူပြီးရကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာကိုသုံးခါယူပြီးမှ ဒီကျွန်တော်ပြောတဲ့အပင်တွေကိုစိုက်ပါဒါဆိုရင်လက္ခဏာရှင်တို့အိမ်ကိုယန္တနာဘုံကဆက်ဆိုက်မြက်မြက်ရောက်လာပါလိမ့်မယ်တန်ဃာတော်ကိုကိုယ်ရင်လက်ရှိလူဘဝမှာရင်ကြီးပွားပြီးတန်တရာအတွက်ကုသိုလ်တော်ကိုထုတ်နိုင်တာပါရကန်းစင်တော်ဆရာတော်ဖရာကြီးကယန္တာမြည်တဲ့အတွက်ကြောင့်သူ့ရဲ့ဂါထာတော်ကိုယူပြီးကက်ကင်းကြတဲ့အပင်ကိုစိုက်နိုင်တဲ့မိသားစုတွေနေချင်းညချင်းကြီးပွားလာမှာမလွဲပါ ။နံပါတ်1အိမ်တိမ်မှာတနင်္ဂနွေသားသမီးဦးဆောင်နေဆိုလို့ရှိရင်တနင်္ဂနွေသားသမီးအိမ်တော်ဦးစီးရှိတဲ့အိမ်ရဲ့အရှိတဲ့ထဲမှာတပြေးပင်စိုက်တင်ပါတယ်ခင်ဗျာ။တပြေးကိုကျွန်တော်တို့ဗဒမြားတပြေးဆိုတာရှိတယ်။အောင်တပြေးဆိုတာရှိတယ်။တနင်္ဂနွေသားသမီးကအောင်တပြေးကိုစိုက်ရမှာဗဒမြားဗဒမြားတပြေးကိုစိုက်ရမှာမဟုတ်ဘူးခင်ဗျာ။ဗဒမြားတပြေးဆိုတာငုံနဲ့လာတာပေါ့နော်။ငုံနဲ့စိုက်တဲ့ဟာမျိုးဆိုလို့ရှိရင်တနင်္ဂနွေအတွက်တိတ်အဆင်မပြေဘူး။အောင်တပြေးကိုစိုက်မှာအဆင်ပြေမှာ။အောင်တပြေးဘန်းကိုတတ်တတ်ကျွင်းတူပြီးရှင်းအောင်စိုက်ပါ။ အောင်တပြေပန်းကိုစိုက်မယ်ဆိုရင်တနင်္ဂနွေသားသမီးရဲ့အိမ်မှာစီးပွားလက်လာပါဖြစ်ထွန်းရုံတွင်မှာပဲအစောကကျွန်တော်ပြောသလိုရေသနာပုံကြီးစိုက်လာတယ်လို့တိတိတသားကြီးပွားတိုးတက်လာပါလိမ့်မယ်။အောင်တပြေပန်းကိုစိုက်ကြတဲ့အချိန်မှာလည်းဒီရကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာတော်ကိုရွတ်ဖို့လိုအပ်ပါတယ်ခင်ဗျာ။စိုက်တဲ့နေ့ကတော့တနင်္ဂနွေနေ့မှာပဲစိုက်ရမှာပါ။ ဘာပဲနဲ့တနေလာသားသမီးအိမ်တော်ဦးစီးရှိတဲ့အိမ်ပေါ့ဒီအိမ်ကအိမ်တော်ဦးစီးကတယောက်ပဲရှိရလေဘသူမိန်ကြလဲဘသူအဓိကလုံးလဲသူ့အိမ်တော်ဦးစီးတည်ရမှာပေါ့နော်ဥပမာဒီအိမ်မှာတနေလာသားသမီးကမိန်အိမ်တော်ဦးစီးပတ်ဆံရှာနေတယ်ဆိုရင်တနေလာသားသမီးရှိတဲ့အိမ်ရဲ့အရှိမ တရက်ပင်ဆိုက်ရမယ်တရက်ပင်တော့ရိုးရိုးတရက်မဟုတ်ဘဲနဲ့မတ်ချစ်စုတရက်ပင်ဆိုက်ရမယ်ငွေတွေချစ်ချစ်ကုတ်ကုတ်စုမိဆောင်မိပြီးငွေတောင်ဦးဖြစ်လာအောင် ရွှေတွေပုံလာအောင် ရွှေတွေငွေတွေစုမိအောင်လို့တနေ့လာသားသမီးဥဆောင်တဲ့အိမ်တော်ဦးစီးအိမ်ရှိမှာမတ်ချစ်စုတရက်ပင်ကိုဆိုက်ရမှာပါအိမ်ကသားသမီးဥဆောင်တဲ့အိမ်ရဲ့အရှိမှာတော့ဗရောက်ပင်ဆိုက်ဖို့လိုပါတယ်ခင်ဗျာဗရောက်ပင်ကိုကျွန်တော်တို့ရိုးရိုးဗရောက်ပင်မဟုတ်ဘဲနဲ့ဗရောက်ဝါသားပင်ဆိုက်နိုင်တယ်ဆိုရင် ရွှေငွေကြောက်တံပြံများအရန်ဝင်ပြီးတော့ တိမြဲလိမ့်မယ်ဘရောက်ကဘရောက်ဝါရှိတယ်ရိုးရိုးဘရောက်ရှိတယ်ဘရောက်ဝါဆိုတော့ဗဟုထုတဲ့အသားကိုခေါ်တာပေါ့နော်ကျွန်တော်တို့ဘရောက်ပန်းပွင့်တာပါပဲနှစ်မျိုးလုံးဒါပေမဲ့ဘရောက်ဝါကအထက်ကအသားကိုအဝါရောင်လေးကိုပါတာတချို့သောစိုက်ပျိုးရေးဆိုင်တွေမှာမေးဝင်ရနိုင်ပါတယ်ဒါပေမဲ့ဘရောက်ရိုးရိုးလည်းရတယ်အထူးသဖြင့်ဘရောက်ဝါရအောင်ရှာပြီးစိုက်နိုင်တဲ့သူကပိုးပြီးအဆင်ပြေနိုင်တယ်အဲ့တော့အင်္ဂါသားသမီးဥဆောင်တဲ့မိသားစုဝင်တွေရှိတဲ့အိမ်မှာတော့ဘရောက်ဝါသာစိုက်ဖို့လိုအပ်ပါတယ် နောက်တစ်ခုဗုဒ္ဓဟူသာသမီးပေါ့နော်ဗုဒ္ဓဟူသာသမီးဥဆောင်နေဗုဒ္ဓဟူသာသမီးရဲ့စီဝါလုံနေတဲ့အိမ်မှာကြတော့ ဒန်ဒလွန်ပင်ကိုစိုက်ရမယ်ခင်ဗျဒန်ဒလွန်ပင်ကိုကျွန်တော်တို့ဂိုင်းဖြတ်ပြီးစိုက်တာမျိုးဖြစ်ရမယ်ဒန်ဒလွန်ပင်စိုက်ပြီးတော့အဲ့ဒန်ဒလွန်ပင်ကထွက်လာတဲ့အတက်တွေကိုခူးခူးပြီးတော့မကြာခဏချက်ပြုတ်ပြီးဖုန်ကြီးဆွန်းလောင်းတာလေးတွေလုပ်ပေးရမယ်ဗုဒ္ဓဟူးသားသမီးတွေကဒန်ဒလွန်ပင်တော်လကောင်းဒန်းပင်တော်လကောင်းဒန်းပင်ကတော့ကျွန်တော်တို့ဒန်းဆိုးတဲ့ဒန်းပန်းလေးတွေပွင့်တဲ့ဟာကိုလည်းခေါ်တာပါဒန်းပင်ရရင်ရမရရင်ဒန်ဒလွန်ပင်ရအောင်ရှာပြီးတော့စိုက်ရမယ်ဒါဆိုရင်ကက်ကင်းချပြီးဗုဒ္ဓဟူးသားသမီးအိမ်ကိုရစနာပုံကြီးစိုက်ရောက်နိုင်ပါတယ်ဂျာလာပရိသားသမီးတွေရှိတဲ့အိမ်မှာတော့ဇီးသီးပင်စိုက်ရမယ်ဇီးကိုကျွန်တော်တို့ဇီးပန်းသီးမဟုတ် ွက်နဲ့တော်စီသည်ပေါ့နော်တဘာဝကြကြပေါက်နေတဲ့စီသည်ကျွန်တော်တို့တကြံကာလတွေမှာပိပဋ္ဌာန်းအုပ်တွေလုတ်တဲ့အခါမှာခူးခတ်ပြီးထဲတဲ့အစူးပါတဲ့စီသည်ပေါ့တချို့သောစီပန်းသည်တွေကစူးမပါတဲ့စီပန်းသည်တွေရှိတယ်ကျွန်တော်လိုချင်တာကတဘာဝကြကြစီသည်တော်စီသည်ပေါ့နော်တော်စီသည်ပင်လေးကိုဇာတာပတိသားသမီးတွေရဲ့အိမ်ရှိမှာစိုက်ဖို့လိုအပ်ပါတယ်ခင်ဗျာတောက်ကြသားသမီးတွေရဲ့အိမ်ရှိမှာကျတော့ တမာပင်စိုက်ရမယ်ခင်ဗျတမာပင်ကလက္ခဏာရှင်တို့ကိုယ်တိုင်ဈေးရတော့ဝယ်တဲ့တမာပင်ကိုစိုက်ဖို့လိုအပ်တာပါအထူးသဖြင့်တောက်ကြသားသမီးကိုယ်တိုင်ဝယ်တဲ့တမာပင်ကျန်တဲ့ဟာတွေကတော့တို့နေနဲ့ကိုယ်တိုင်ဝယ်ဝယ်မဝယ်တခြားသူကဝယ်ပြီးပြီးစိုက်လို့ရတယ်တောက်ကြကတော့သူ့ကိုယ်၌တော့ဝယ်လို့ရလာတဲ့တမာပင်ကိုတေချာကြကြနနာကျွင်းတူပြီးအိမ်ရှိမှာစိုက်ပေးပါတောက်ကြသားသမီးရဲ့ရံပက်ဖြစ်တဲ့တမာကိုစိုက်ခြင်းအပြင်တောက်ကြသားသမီးရဲ့ရံဒီအားလုံးကိုနိုင်သွားပြီးတော့တောက်ကြသားသမီးနဲ့ပတ်သက်တဲ့သူတွေအားလုံးကတောက်ကြသားသမီးရဲ့ခြေတော်ရင်းကိုရောက်ပြီးဝိုင်းဝန်းပန့်ပိုးပြီးတော့တောက်ကြသားသ မီးကအလိုလိုနေအပေါ်ရောက်သွားပါလိမ့်မယ်။ဒါကြောင့်တောက်ကြတာသမီးတွေကတမာပင်ကိုစိုက်ရပါမယ်ခင်ဗျာ။ စနေသားသမီးတွေကတော့ရှားဆောင်လက်ပတ်ပင်ကိုစားရမှာပါစနေသားသမီးဥဆောင်တဲ့အိမ်ရဲ့အရှိတတဲမှာအိုးကြီးကြီးနဲ့တကောင်မြေနဲ့တကောင်ရှားဆောင်လက်ပတ်ပင်ကိုထည့်ပြီးတော့စိုက်ပေးပါစနေသားသမီးကရှားဆောင်လက်ပတ်ပင်ကိုစိုက်တဲ့အခါမှာရက်ကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာကိုယူပြီးတော့အဲ့ဒီရှားဆောင်လက်ပတ်တွေကြီးလာတဲ့အခါရှားဆောင်လက်ပတ်ကရတဲ့အနစ်နဲ့မိမိရဲ့မျက်နာကိုအနစ်တွေနဲ့တုပ်နေတဲ့အခါမှာမျက်နှာပွင့်ဂါထာလေးကိုယူပြီးတော့ဒါတုပ်ပေးပါဒါဆိုရင်စနေသားသမီးရှိတဲ့အကျွေးတွေအကုန်ကြီးမယ်ရရှာရှိတဲ့အရာတွေရမယ်အပေါင်ဆိုင်ကရွှေတွေပြောင်း ဝင်မယ်အကျန်စီတွေအောင်မြင်ပြီးအချီကြီးဝင်တဲ့လုပ်ငန်းတွေပေါ်လာပါလိမ့်မယ်ဒါပါပဲခင်ဗျာခုနှစ်နှစ်နဲ့အားလုံးဒီအခုကျွန်တော်ပြောတဲ့ကက်ကင်းကြတော့အပင်များကိုရုံရုံကြည်ကြည်နဲ့ရကန်းစင်တော်ဆရာတော်ဖရာကြီးရဲ့ဂါထာကိုယူပြီးတော့စိုက်ကြည့်ပါကျွန်တော်ရဲ့ချက်တော်ဓမ္မမိတ်ဆွေတွေရတနာဘုံအင်ကိုစိုက်တယ်လို့ရွှေတွေငွေတွေနဲ့အစအစအရာပြည့်ပြည့်စုံပြီးလူနိုင်တန်းနိုင်ပြီးကျွေးရှင်းတဲ့ဘဝတစ်ခုမှာမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကိုဒီထက်မကလူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါရစေ